ိန်တရေဖြစ်ချင်တဲ့သူတိုင်းလောလောလတ်လတ်ဝင်ရောက်ပြီးစိန်ရှာခွင့်ရှိတဲ့နေရာဗိတ်သမားလုံးမင်္ဂလာပါဘာမှအိတ်သုံးလုံး channel ကနေကြိုဆိုပါရစ် Creator of Diamond State Back က American ပြည်ထောင်စု Arkansas ပြည်နယ် Marfrees ဘော်မျိုးလေးမှာတည်ရှိပါရစ်ဒီနေရာကကဘာပေါ်မှာအများပြည်သူအားလုံးကိုဝင်ရောက်စိန်ရှာပွေခွင့်ပြုထားတဲ့တစ်ခုတည်းသောစိန်တက်ထူတွင် area ဖြစ်တာကြောင့်ထူးခြားချက်တစ်ခုအနေနဲ့ရည်တည်နေပါရစ်ဗန်းညာဝင်ကြီးအနေငယ်ပြီးပြီးတင်တွဲသည်မှာဘလို့เจ้าမြတ်ယတနာမျိုးကိုမဆူတင်ကိုပိုင်အဖြစ်နဲ့ယူဆောင်သွားနိုင်ပါ ರೀ ီနီးယားရဲ့တမိုင်းချောင်းကနေပေါင်းတန်းထောင်ချီကြာမင်းခဲ့ပြီးဖြစ်ပါရင်လွန်ခဲ့တဲ့နှစ်တန်းပေါင်း၁၀၀ကျော်ကလေးကဒီနီးယားမှာမီးတောင်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့ပါရင်ဒီမီးတောင်ကလမ်ပရိုအိုက်လိုခေါ်တဲ့ကြောင်အမျိုးအစားဖြစ်ပြီးကမ္ဘာအတွင်းပိုင်းကနေအပေါ်ကိုတက်လာတဲ့မကမာရဲ့ဖီအားနဲ့အပူချိန်ကြောင့်စိန်တွေကကမ္ဘာမျက်နှာပြင်ပေါ်ကိုရောက်ရှိလာခဲ့တာပါစိန်ဆိုရာကာဗွန်ဒရက်စင်တွေကြီးမားတဲ့ဖီးယားနဲ့အပူချိန်တန်းကိုနှစ်ပေါင်းတန်းချီခံရင်းကနေဖွဲ့စည်းလာရတာပါ ီမီတောင်ပေါက်ကွဲမှုကြီးကကမ္ဘာအတွင်းထဲကစိန်ပါတဲ့ကြောက်လာတွေကိုမျက်နှာပြင်ပေါ်ကိုမောင်းတင်ပေးလိုက်သလိုဖြစ်သွားတာပါ။ဒါကြောင့်ဒီနေရာကိုဗော်ကဲနဲ့ပိုက်မီတောင်ပြွန်းလို့လည်းခေါ်ကြပါရင်ဒီနေရာမှာပထမဆုံးစိန်ကိုတွေ့ခဲ့သူကတော့ဂျွန်ဟယ်ဒယ်စတန်ဆိုတဲ့လယ်သမားပါ။ဒရန်ကူဟာ၆ခုနှစ်အော်ဂိုလာရှိရနေမှာသူ့ရဲ့လေကွင်းထဲမှာကြောက်ခမန်းလေးလေးကြောက်တုံးလေးနှစ်တုံးကိုတွေ့ခဲ့ပါရင်သူအားဒီကြောက်တုံးလေးတွေကိုပညာရှင်တွေစီပို့ဆောင်ဆက်စေးခိုင်းခဲ့ရာဒါရီကစိန်အစ်စ်တွေဖြစ်နေတာကို confirm လုပ်နိုင်ခဲ့ပါရင် ဒီတွေ့ရှိမှုကြောင့်ဒီနေရာကတစ်ချိန်ကဟက်ဒန်စတန်စိန်ကြောက်မြေဖြစ်နာမည်ကြီးလာခဲ့ပါသည်ဂျွန်ဟက်ဒန်စတန်ကသူ့ရဲ့မြေကိုဒေါ်လာ3600နဲ့ရောင်းချခဲ့ပြီးနောက်ပိုင်းမှာအဲဒီမြေကလက်ရှိပြည်နယ်ပန်းချံဖြစ်လာခဲ့တာပါဂျွန်ဟက်ဒန်စတန်စိန်တွေ့ပြီးတဲ့နောက်ဒီနေရာကလူတည်များလာခဲ့ပါသည်ကော်မတီကြီးတွေဖြစ်တဲ့ Arkansas Diamond Company နဲ့ Houston Based MM Money တို့ကဒီမြေကိုဝယ်ယူပြီးစနစ်တကျတူဖော်ခဲ့ကြပါသည်ဒါပေမဲ့စီးပွားအဖြစ်အောင်မြင်မှုတော့မရခဲ့ပါဘူး နောက်ဆုံးမှာတော့1982ခုနှစ်မတ်လ29ရက်နေ့မှာအာကင်ဆော့ပြည်နယ်ပန်းချန်စနစ်ကော်မရှင်ကအတီးမြေကိုဝယ်ယူပြီး Crater of Diamond State Park ဖြစ်တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။အဒီကလေးကဒီနေရာကကဘာလက်ခရီးသွားရိကျောင်းမြေဝါဒနာရှင်တွေအတွက်ဇွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီပန်းချန်မှာတွေ့ရတဲ့စိန်တွေရဲ့ထူးခြားချက်ကအယောင်အသွေးစုံလင်တာပါပဲ။အဓိကတွေ့ရတဲ့အယောင်တွေကတော့အဖြူရောင်အညူရောင်နဲ့အဝါရောင်တို့ဖြစ်ပါတယ်။ပန်းချန်မှာစိန်ရှာဖို့အတွက်နီလန်အမျိုးမျိုးရှိပါတယ်။ မိုးရွာပြီးတဲ့နောက်မှာတော့ရေစုံနေတဲ့မြေကြီးပေါ်ကစိန်လေးတွေကရေစက်လေးတွေလိုလင်းနေတက်လို့ဒီအချိန်ကစိန်ရှာဖို့အကောင်းဆုံးပါပဲမြေကြီးကိုကော်ပြားလေးတွေနဲ့တူပြီးမိသားတွေကိုစကားနဲ့စစ်ယူတဲ့နေပါလောက်ရတာပင်မဲပင်မဲစိန်တွေ့နိုင်ကြကပုံများပါတယ်ထူထားတဲ့မိသားတွေကိုရေထဲမှာစေကြောပြီးပေါ်ပါတဲ့ကြောက်စရက်တွေကိုဖယ်ရှားကလေးလံတဲ့စိန်တွေကိုခြံထားခဲ့တဲ့နီးကိုလည်းတုံးကြပါတယ်ဗန်းညာဘက်ကနေကော်ပြားပေါချွန်းစကားစားတဲ့ကရိယာတွေကိုငားရင်လို့ရပါတယ် ဇက်ကရီယာကြီးတွေကိုတော့အသုံးပြုဝင်ကိုတော့တားမြစ်ထားပါတယ်။ဒီပန်းညမှာတွေ့ခဲ့တဲ့စိန်တွေကနာမည်ကြီးတဲ့စိန်တချို့ရှိပါတယ်။အန်ကက်ဆန်လို့နာမည်ပေးထားတဲ့1924ခုနှစ်မှာတွေ့ခဲ့တဲ့40.23ကာရက်ရှိတဲ့စိန်ဖြစ်ပါတယ်။ဒါအမေရိကန်ပြည်ထောင်စုမှာတွေ့ခဲ့တဲ့အကြီးဆုံးစိန်လို့လည်းသိရပါတယ်။ Strong Wagner Diamond လို့အမည်ရတဲ့စိန်ကိုတော့1990ခုနှစ်မှာ Shirley Strom ဆိုတဲ့အမျိုးသမီးတဦးကတွေ့ခဲ့ပြီး3.33ကာရက်ရှိပါတယ်။ဒီစိန်ကပြည်စုံတဲ့အရေးအသွေးရခဲ့တဲ့ပထမဆုံးစိန်လေးဖြစ်ခဲ့ပါတယ်။ ကနရီဒိုင်မွန်လို့အမည်ရတဲ့စိန်ကိုတော့1939ခုနှစ်ကနေမှတွေ့ခဲ့ပြီးခုနှစ်ကာရက်ရှိတဲ့အဝါရောင်နှင်းစီစိန်ကြီးဖြစ်ပါတယ်။ဒီနေရာကိုသွားမယ်ဆိုရင်ဝင်ကြီးအနေနဲ့လူကြီးတအုပ်ကို15ဒေါ်လာလောက်ကြာတင်ပါတယ်။နေစဉ်မနက်၈နာရီကနေညနေ၄နာရီအထိဖွင့်လှစ်ပါတယ်။ဘန်းညမှာ Diamond Discovery Center လို့ခေါ်တဲ့ဘဝဌာနတစ်ခုလည်းရှိပါတယ်။ဒီမှာစင်ရှားနည်းပညာတွေကိုလည်းသင်ကြားပေးပါတယ်။ Career တွေငှားရနိုင်ပါတယ်။ရှာတွေ့တဲ့ကြောက်တွေကိုအခမဲ့ခွဲခြားသတ်မှတ်ပေးပါတယ်။ Greater or Diamond State Park ကတဘာဝရဲ့အံ့ဘွယ်လက်ဆောင်တစ်ခုပါပဲ။ဒီနေရာဟာလူတိုင်းအတွက်စိန်တရေဖြစ်နိုင်တယ်ဆိုတဲ့အိမ်မက်ကိုအသက်သွင်းပေးထားတဲ့နေရာတစ်ခုအဖြစ်လဲယနေ့ထီတိုင်းရှိနေဆဲဖြစ်ကြောင်းပါ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။